ရုတ်ဆောင်တယောက်ဖြစ်ပြီးတော့ဘာလို့လောက်တာလဲဆိုတာမျိုးအမကမေးချင်တာတယုတ်ဆောင်ဆိုတာကွာလွယ်လွယ်ကူကူရတဲ့နေရာမဟုတ်ဘူးသိလားတယုတ်ဆောင်တယောက်ဖြစ်နေပြီးတော့ဒီဟေမန်အောင်အောင်ဆိုပြီးနာမည်တခုဖြစ်လာမှာပြီးတော့ဆုံးသွားတဲ့သူ့ရဲ့အဖေဆုံးသွားတဲ့သူ့အဖေဆိုမြင်ဆိုင်သားအောင်အောင်တကယ်နာမည်ကြီးတယ်ဘာဖြစ်လို့ဒီပတ်စံ5000ခွဲလောက်ကိုသူဘာလို့ဒီလိုလောက်တာရော အားလုံးပဲမင်္ဂလာပါဇင်လီရဲ့ YouTube channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင့်အခုဇင်လီတင်ဆက်ပေးမယ့်ဗီဒီယိုလေးကတော့တရုတ်ဆောင်ဟီမန်အောင်ကတော့ပတ်စံမရှိဘဲနဲ့ဒါရီမွေးဘူးလာမှာတယ်ဆိုပြီးတော့ဒါဒီအမားကပြောလာတာရှင့်ဒီမားရဲ့ဗီဒီယိုဖိုင်လေးကိုလည်းအတူတူကြီးကြီးလိုက်ကြရအောင်နော်တရုတ်ဆောင်တယောက်ဖြစ်ပြီးတော့ဘာလို့လောက်တာလဲဆိုတာမျိုးအမားကမေးချင်တာတရုတ်ဆောင်ဆိုတာကွာလွယ်လွယ်ကူကူရတဲ့နေရာမဟုတ်ဘူးသိလားတရုတ်ဆောင်တယောက်ဖြစ်နေပြီးတော့ဒီဟေမန်အောင်အောင်ဆိုပြီးနာမည်တစ်ခုဖြစ်လာမှာပြီးတော့ဆုံးသွားတဲ့သူ့ရဲ့အဖေ ဆုံးသွားတဲ့သူ့အဖေဆိုမြင်ဆိုင်သားအောင်အောင်တကယ်နမယ်ကြီးတွေဘာဖြစ်လို့ဒီပတ်ဆက်5000ခွဲလောက်ကိုသူဘာလို့ဒီလိုလုပ်တာရောဘာဖြစ်သွားမှာမို့လို့ချမ်းသာသွားမှာလားချမ်းသာသွားမှာလားအမမေးတာဟုတ်တယ်မလားအခက်ခဲဖြစ်နေသူတို့မှာအစိုးရအခက်ခဲရှိတယ်သူတို့မှာအစိုးရမဟွာပေါ့နော်မမနိုင်မမနဲ့လေအမကလည်းသူ့ရောအမဒီရေမွေးကိုဝယ်ပါအောင်ဒီရေမွေးကကျမရောင်းတာပါဆိုပြီးတော့လေအတင်းထိုးရောင်းတာလည်းမဟုတ် အမလည်းမရအောင်ဒီအမွေကသူကအကူညီတောင်းပြီးအမရောင်းလာကအမဆက်ပြပဲအမရောင်းလာအမဆက်ပြဝယ်ရင်ကနေပြီးတော့ဒီအမွေလေးလမ်းကြုံဝယ်ပေးပါဆိုလို့ကိုကလမ်းကြုံဝယ်ပေးလာလေကျေးဇူးတော်တရားမှာတချို့တွေဆိုရင်လမ်းကြုံသွားဝယ်မိုးဘိုးပေးရလို့ဘာမှမလုပ်တာကိုကမိုးဘိုးလည်းမလိုချင်ပါဘူးမလေးဘာမှမလိုချင်ဘူးသူ့ကိုလမ်းကြုံကိုဆက်ပြလေးမှားရင်းနဲ့ဒီရေမွေးလေးနဲ့တွဲပြီးတော့ထည့်ပေးလိုက်တာအခုကျတော့နေ့မှနေ့လိုင်းမတင်ချင်တင်မတင်ချင်နေစောက်ကြီးမဆိုင်ဘူးဆိုတဲ့အခါကျတော့ဟဲ့ ဒါမင်းသမီးတယောက်လုပ်ရမယ့်အလုပ်ရက်လားဟမ်ကိုကိုနာမည်ကိုမထောက်ဘူးဆိုရင်တော့မဆုံးသွားတယ်ကိုမိဘရဲ့နာမည်ကိုကိုထောက်တဲ့လေအခုကျတော့ပတ်စံကိုအမကကျမဘယ်နားလာယူရမလဲအမအဲ့လိုမလုပ်နဲ့လေကျမကပေးနေပါညာပတ်စံလည်းဆိုပတ်စံလိုချင်လာယူလိုက်တဲ့ဖဆာပါလာကိုလာယူည9နာရီနောက်ပိုင်းမှလာယူတဲ့ ချိန်တဲ့အချိန်ုံလဲကြည့်ဦးည9နာရီနောက်ပိုင်းကျမမရောက်ဘူးတဲ့အရက်တွေဒါကျမရန်ကုန်မှာသာနေတာဖာစာပါလာပင်လားရှိလို့ရှိမှမသိလဲသူတယောက်အတွက်ကျမည9နာရီခွဲကျမမသွားရဲပါဘူးကျမဘယ် delivery ကိုလွတ်မလဲဘယ် delivery မှာပတ်စံ5000ကျွဲအတွက်နဲ့တော်ကြအသက်ခံရင်ဘယ်လိုလုပ်မလဲဘယ် delivery မှာလည်းမတော်ပေးဘူးပြီးတော့အဲ့လိုပတ်စံသွားယူအောင်လို့သူ့ကိုလည်းကျမချီးလိုက်တာမဟုတ်ဘူးဟုတ်တယ်ဟုတ်သူ့လုံးနဲ့လုံးရကြအရန်ကိုတရားလွန်လွန်အားကြီးတယ်တော်တရားလွန်တာတကယ်ပြော ဘာဖြစ်လို့လောက်တာလဲဘာကြောင့်လဲအခုမပေးနိုင်လို့ဆိုရင်တော့မှာကွာတည်ရမလားမပေးနိုင်လို့မရဘူးဘာလို့ဆိုတော့သူ့အမအတင်းထိုးရောက်လာတာမဟုတ်ဘူးသူ့အမကိုလူကြုံလမ်းကြုံဝဲခိုင်းတာဖြစ်တဲ့အတွက်ဒီရင်မွေးကိုလမ်းကြုံဝယ်ခိုင်းတာဖြစ်တဲ့အတွက်ကိုသူ့မှာပတ်စံရှိတော့မှလမ်းကြုံဝယ်ခိုင်းလေပတ်စံမရှိဘဲနဲ့လမ်းကြုံမဝယ်ခိုင်းနဲ့လေဟုတ်တယ်ဟုတ်အခုကဘာလို့ ပတ်စံလည်းမရှိဘဲနဲ့သူများကိုဝေခိုင်းတာပြီးတော့ဟိုဘက်မှာအခက်ခဲဖြစ်သွားလို့လေဟိုဘက်မှာပဲအခက်ခဲဖြစ်ဖြစ်ဘယ်မှာပဲအခက်ခဲဖြစ်ဖြစ်သူကျမကိုဖြည့်ရှင်းပေးရမယ်လေဟဲအားနာစရာကြီးငါတို့စောအီကိုဟဲငါရေမွေးရေမွေးလမ်းကြုံမှလိုက်တာအကောက်မှလို့ငါပေးရမှာဟဲအားနာစရာကြီးဆိုပြီးအားနာနေရမှာအားနာပြီးတော့ကိုသာဆိုရင်အဲတခြားအခက်ခဲရှိနေတော့မှဒီလိုလိုအားနာရမှာလေသူ့ကိုထိုးရောက်လာလဲမဟုတ်ဘာလဲမဟုတ်ဘယ်နဲ့ तू ကလမ်းကြုံဝယ်ခိုင်းလို့ဝယ်ပြီးတော့လေပို့လဲပို့ပေးလိုက်ရသေးတယ် ဟာလမ်းကြုံလားဆိုတော့မှဟိုလိုတွိုင်းလိုင်းကြုံတာမဟုတ်ဘူးတော့ဒီစောအီးဆက်ပြအောင်မှားတာကိုဆက်ပြအောင်မှားရင်လည်းရေမှုလေးထည့်ပေးပါဆိုလို့ကို့မှာကို့ကားကိုထုတ်ပြီးတော့တကူးတကသွားဝယ်ပေးပြီးတော့မှဆက်ပြနဲ့အတူတူပေါင်းထည့်ပေးလိုက်တာအခုလည်းကြလည်းကြအောင်ကျမစောက်ပြီးမဆိုင်ဘူးဆိုပြီးကျမစာရီလည်းဝင်မဖတ်တော့ဘူးပတ်စံ5000ကိုလည်းမပေးတော့ဟင်မအောင်အောင်အတိလား ဘာကြောင့်ကွယ်တလောက်တောင်များလာနေရတလေကွယ်ရွှေပုံစားလူလာငွေပုံစားလူလာဆိုပြီးတော့အေယာနဲ့ကေတီပန်ကြော်ညာတာလေအဲ့ဒီတွေကဟေမန်အောင်ပါရှင်တရုတ်ဆောင်ဟေမန်အောင်ကွယ်အဲ့လိုလုပ်တာပါရှင် စိတ်တက်တည်းကတတော်ကြီးကိုစင်ပြေပါစေသူသူလည်းလူလို့ဖို့အများကြီးလို့သေးရတယ်နော်သူဆိုကျမတို့တော့တက်ကြည့်သေးတယ်သူကျမတို့ဘဝအတွေ့အကြုံကြီးအများကြီးရှိသေးတယ် ူအဆင်ပြေပါစီပဲကျွန်မဆူတောင်းပေးပါတယ်ကျွန်မတို့9000ခွဲရတကယ်ဘာမှမဖြစ်ဘူးဒါပေမဲ့လှုပ်ရက်လို့မင်းသမီးတယောက်ဖြစ်ပြီးဒီလိုလှုပ်ရက်လို့ရှင်းနေမှာမကောင်းတာကွာသိလားအဲ့ ဒီအမရဲ့ဘက်ကနေကြည့်ရင်လည်းနော်သူ့စီကပစ္စည်းမာပြီးတော့နော်ဒီလိုမျိုးစကားတွေပြောရဲဆိုတော့နော်ဒါသူလည်းစိတ်မကောင်းဖြစ်မှာပဲရှင်ဒီမင်းသမီးမဟိမန်အောင်ရဲ့ဘက်ကကြည့်ပြန်တော့လည်းနော်သူ့မှာလည်းဘလို့အခက်ခဲကြီးရှိလဲဆိုတော့ကိုကလည်းမသိနိုင်ဘူးလေနော်နှစ်ဦးနှစ်ဖက်အဆင်ပြေရင်တော့ပို့ပြီးတော့ကောင်းတာပေါ့နော်နောက်ထပ်ဗီဒီယိုဖိုင်မှာဆိုလို့ရှင်လည်းဒီအမကဆက်ပြီးတော့ပြောထားသေးရဲ့ရှင်ဒီဗီဒီယိုဖိုင်လေးကိုလည်းအတူတူနားထောင်ကြည့်လိုက်ကြရအောင်နော်ဒီမဟိမန်အောင်ကလေဒီစောကြီးဆက်ပြရဲ့အမကံပြိတ္တအမှန်ဒါမဲ့သူ့အမကံပြိတ္တဖြစ်တာနဲ့သူငါ့ကိုလှုပ်ရှင်နိုင်လို့လို့ရလားဟမ် ငါငါရဲ့ဆက်ပြာကိုဝယ်သုံးနေသူဒူးနေတည်းရှိတယ်။အဲ့ဒီဒူးနေတည်းတွေဟေးကငါရဲ့အမာခံပြိဿဖြစ်တာလည်းငါ့ကိုသူတို့လှုပ်ချင်တိုင်းလှုပ်လို့ရမလား။ဟမ်လှုပ်ချင်ဝတ်လေ။ငါလည်းသူငါဆက်ပြာကိုဒီလောက်အားပေးနေတဲ့ကာစတမာမဟုတ်လို့သူငါ့ကိုလမ်းကျဝယ်ခိုင်းတဲ့ရင်မွေးကိုငါဝယ်ပေးတာပေါ့။ငါဟာငါသာဆိုရင်ဝယ်ပေးပါမလား။ ငါငါဒီတိုင်းဘာမှငါငါပေါ်မှာကျေးဇူးခံကျေးဇူးသားမရှိတဲ့သူတယောက်ကိုဒါငါသူကျေးဇူးရှိတယ်နော်ကျေးဇူးရှိလို့လည်းညာတိုင်းငါရဲ့ soy ဆက်ပြောင်းဒီ soy ဆက်ပြောင်းဝယ်သုံးနေတဲ့ customer တိုင်းကိုလည်းမေတ္တာပို့တယ်ချမ်းသာပါစေချမ်းသာပါစေငါအမြဲအမျှပေးတယ်မှန်တာပြောချမ်းသာရပါလို့ကြီးငါအမြဲတမ်းမေတ္တာပို့တယ်အေးအဲ့လိုမျိုးပဲအဲ့လိုကျေးဇူးရှိလို့လည်းသူငါ့ကိုအခုရေမွေးသွားဝယ်ပေးလို့ပြောတဲ့အချိန်မှာငါဝယ်ပေးတာလေဒီတိုင်းဘလိုင်းတော့ဒီတိုင်းဘလိုင်းဟဲ့ညီမလေးအမောက်ဒီရေမွေးသွားဝယ်ပေးပါလားလို့ပြောရင်ငါစဉ်းစားမှာပေါ့ ဘာလို့လဲဆိုတော့ငါကအစီကုံငါကဒီစီကုံခံပြီးငါရင်မွေးသွားဝယ်ရတာငါရင်မွေးဆိုင်မှာလှုပ်လှုပ်နေတယ်မိမလည်းမဟုတ်ဘူးလေဟမ်ငါပေါ်မှာသူဒီလိုမျိုးငါဆက်ပြအောင်အများတိုင်းအားပေးနေတဲ့ customer မဟုတ်လို့ကိုင်းကျုံးမိကျုံးကိုင်းမိဆိုပြီးတော့ငါလည်းဩကိုယ့်ရဲ့ဆက်ပြလေးနဲ့တူတူရေမွေးပလင်းလေးပါဩပါသွားပါစီဆိုတဲ့စိတ်နဲ့ငါဝယ်ပြီးတာလေဒါပေမဲ့လူချင်းဝင်မှာသူများကိုဝယ်ခိုင်းပြီးပတ်စံပြန်ပေးရမယ်ဆိုတဲ့ဟာလူချင်းဝင်မှာရှိတယ် နော်အများကြီးမပြောနဲ့ငါတို့မီတာငါတို့အစိုးရရှိရာမီတာတွေတုံးနေငါတို့အများနဲ့စောင်းနေရပဲငါတို့ဆိုသူတို့နဲ့အမလေး big customer တွေ rare customer တွေတော့ဖြစ်နေတော့ပြီတလားတလားငါတို့တုံးသမားတွေငါတို့စောင်းနေရတာပဲဒါပေမဲ့ဒီလာတော့ငါတို့ရှော်လိုက်မယ်ဟေးငါတို့နေလို့ရှိမှာငါတို့အစိုးရကအများကြီးအားပေးနေရတယ်အမကန်ပြိတ္တကြီးပါဆိုရှော်ရလားနင့်မီတာပုံတစ်ခါချက်ချင်းလာဖြတ်သွားမှာမဟုတ်ဘူးလားရလားလူကျင့်ဝင်လေငါ့ကိုငါ့ ေးချင်ငါပေးလိုက်မယ်ငါးတောင်းခွဲနဲ့မဟုတ်၁၀သိန်းနဲ့ငါပေးချင်ပြီမယ်တသိန်းနဲ့ငါပေးငါလှူချင်လှူလိုက်မယ်ဟာပြောချင်တယ်ငါတထောင်နဲ့လှူချင်လှူလိုက်မယ်ဟာတထောင်နဲ့လှူချင်လှူလိုက်ဒါပေမဲ့ငါငါ့ကိုဝယ်ခိုင်းတာလို့ပြောရင်ပေးကိုပေးရမှာလေဝယ်ခိုင်းတာဝယ်ခိုင်းတာပဲเนาะပေးမတူရောချလို့မရဘူးရှော်ချလို့မရဘူးပြီးတော့ပြောစကားကိုမပေးနိုင်သေးဘူးဆိုရင်လည်း ကောင်းကောင်းမွန်မွန်ပြောလေငါ့ကိုလာပြီးစောက်တင်းနဲ့ပြောတာနဲ့လာမလုံးနဲ့လေအခုငါစာတွေကိုဖတ်တော်မဖတ်ဘူးနင်းစုံရောငါနေရာမှာတန်းကြီးခံမှာလားငါလဲသွေးနဲ့သားနဲ့ပဲပို့ထုစင်ပဲငါလဲတော်ရုံပဲတန်းကြီးခံနိုင်တယ်ပြီးတော့ငါ့အိမ်မှာငါလဲတဦးတည်းသောသမီးဘိုးပဲတိလားဘိုးပဲအဲ့တော့ငါလဲသူတပားသူကိုတန်းကြီးခံတယ်ဆိုတာငါတော်ရုံပဲတန်းကြီးခံနိုင်မှာငါ့ကိုလာပြီးအဲ့လိုမျိုးကြီးလာလို့လို့မရအောင်လေနည်းနည်းပါးလဲစဉ်းစားကြည့်ပါဦး နင်းစုံရောလက်ခံမှာလားဟုတ်တယ်အမာခံပြိတ္တငါအခုချိန်ကြီးလည်းပြောတယ်ငါဒီစောအိဆက်ပြောင်းသူဒီအားပေးတယ်ငါ့ကိုအခဲပေါင်းများစွာအားပေးတယ်ငါကျေးဇူးများအိုက်တင်တယ်ထိုင်ရှိခိုးဆိုလဲဆက်ငါထိုင်ရှိခိုးလို့ရတယ်ငါဆက်ပြောင်းအားပေးတဲ့အတွက် ်ဒါပေမဲ့အဲ့လိုမျိုးအားပေးရတဲ့အဲရေမွေးဝယ်ပြီးတော့ရေမွေးဖို့မပေးနိုင်တော့ဆိုတာမျိုးလုပ်လို့မရဘူးဒီအမပြောတယ်တချို့ဟာတွေကလည်းမှန်တယ်လीနော်အလကားပေးရပတ်စံနဲ့ချီးရပတ်စံနဲ့တော့မတူလीနော်ကိုကချီးထားရဆိုလို့ရှင်တော့ဒီပတ်စံကိုပြန်လိုချင်တယ်ရှင်အလကားပေးရဆိုလို့ရှင်တော့နော်သူစီကနေဘာမှမမျော်လင့်တော့ရှင်ဘသူမှလည်းမှန်လဲဆိုတာနော်တကယ်ချင်းတို့လည်းပြောခဲ့အောင်ရှင်ကျမရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်အဆုံးထိလိုက်ပါကြည့်ရှုပေးရတော့အားလုံးကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်